လာပါရှင်။တောင်လင်းထမ်းမြေနိုဝင်ဘာလ24ရက်နေ့အတွက်ညနေခင်းနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပြီးတော့မှာပါ။တောင်လင်းထမ်းမြေသတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တောင်လင်းထမ်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကျွန်မယဉ်ကြည့်ပါပါရှင်။ဒီကနေ့ညနေခင်းထုတ်လွှင့်မှုမှာတင်ဆက်ပြီးမယ့်သတင်းတွေကတော့ကျွန်းစုမှာခရမ်းလာပိုးတဲ့စစ်တပ်ဂျားဖြတ်တိုက်ခတ်ခံရပြီး6ဦးသေဆုံးက2ဦးအရှင်ဖမ်းမိခဲ့တဲ့သတင်း။ KNPB နဲ့ KNU တို့ကောင်စီဝင် အဖြစ်ကနေယာယီရဆိုင်မှုညှိနှိုင်းနေတယ်လို့ NUCC အသိပေးတဲ့သတင်းနဲ့မွန်ပြည်နယ်မှာမြောက်ဒီကပြန်လာသူယာနေချီဖမ်းဆီးစစ်ဆေးခံနေရတဲ့သတင်းတွေကိုပါရှုစားကြရမှာပါနိုင်ငံတကာသတင်းတွေမှာတော့နျူကလ িয়ার ဆက်ယုံတိစဖို့ကမ္ဘာဈေးအကြီးဆုံးနေရာပြီးတင်ဖြစ်လာတဲ့သတင်းမလေးရှားမှာအသက်16နှစ်အောက်လူငယ်တွေလူမှုမီဒီယာအသုံးပြုမှုတားမြစ်ဖို့စီစဉ်နေတဲ့သတင်းတွေနဲ့အတူမနက်ဖြန်အတွက်မိုးလေဝသသတင်းတွေကိုပါတင်ဆက်ပေးသွားပါမယ်ရှင် င်းသာရီတိုင်းကျွန်းစုမြို့နယ်ရမုံကျေးရွာအနီးမှာပြည်သူစစ်စခန်းထံလက်နက်ခဲယံလာပို့တဲ့စစ်ကောင်ပြင်းတက်ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့်စစ်ကောင်ပြင်းတက်ဖွဲ့ဝင်6ဦးသေဆုံးခဲ့တယ်လို့ကျွန်းစုမြို့နယ်ပါကဖားထံကနေသိရပါဗယ်။နိုဝင်ဘာလ23ရက်နေ့မနက်10:00နာရီလောက်မှာဖျားထွက်ကျေးရွာဘက်ကနေပဲ့ကင်ကျေးရွာပြည်သူစစ်စခန်းကိုလက်နက်ခဲယံလာပို့တဲ့စစ်ကောင်ပြင်းတက်ကားနှစ်စီးကိုတော်လန်ရေးတပ်ဖွဲ့တွေကတရင်အရအဆောင်ချူတိုက်ခိုက်ခဲ့တာပါ။ အဲ့ဒီတိုက်ခိုက်မှုအတွင်းစစ်ကောင်ဖြင့်တပ်ဖွဲ့ဝင်6ဦးသေဆုံးပြီး2ဦးထိခိုက်ဒဏ်ရာရရှိခဲ့သလိုစစ်ကောင်ဖြင့်တပ်ဖွဲ့ဝင်2ဦးကိုလည်းတော်လှန်ရေးတပ်ဖွဲ့တွေကအရှင်ဖမ်းဆီးရမိခဲ့ပါတယ်။ကြားဖြတ်တိုက်ခိုက်မှုအတွင်းစစ်ကောင်ဖြင့်ထံကနေကားတစီလက်နက်ခဲယမ်းနဲ့ဆက်ဆက်ပစ္စည်းတချို့ကိုတော်လှန်ရေးတပ်ဖွဲ့တွေကသိမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်ရှင်။ ကြားဖြတ်တိုက်ခတ်ခံရပြီးနောက်စစ်ကောင်ဖျင်းတက်ဟာထိခိုက်သေးဆုံးမှုတချို့ကိုကောက်တင်ပြီးကားတစီးနဲ့ချက်ချင်းမောင်းပြေးသွားတယ်လို့ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတဦးကပြောပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုတော့ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဗိခရန်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေကပူးပေါင်းတိုက်ခတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့မေလ6ရက်နေ့ကလည်းကျွန်းစုမြို့နယ်ဝရေပိန်းတော်ကျေးရွာအဆက်က စစ်ကောင်ရှင်တပ်စခန်းတိုက်ခိုက်ခံရပြီးစစ်ကောင်ရှင်တပ်ဖွဲ့ဝင်ဗိုလ်မှူးတဦးအပါအဝင်20ဦးထိခိုက်သေးဆုံးခဲ့တယ်လို့သိရပါပါတယ်ရှင်။ကရင်ပြည်အမျိုးသားတိုးတက်ရေးပါတီ KNPP နဲ့ကရင်မျိုးသားစည်းရုံး KNU တို့ကောင်စီဝင်အဖြစ်ကနေယာယီရက်ဆိုင်မှုနဲ့ပတ်သက်ပြီးညှိနှိုင်းဆောင်ရွက်နေတယ်လို့ NUS စစ်စီကထုတ်ပြန်လာပါတယ်။ဒီအကြောင်းကိုတော့ဝိုင်းနေကတင်ဆက်ပေးထားပါတယ်။ကရင်မျိုးသားတိုးတက်ရေးပါတီ KNPP နဲ့ကရင်မျိုးသားစည်းရုံး KNU တို့ ကောင်စီဝင်ဖြစ်ကနေယာယီရဆိုင်မှုနဲ့ပတ်သက်ပြီးညှိနှိုင်းဆောင်ရွက်နေတယ်လို့မြို့သားညညရေးအတိုင်ပင်ခံကောင်စီ NUCC ကထုတ်ပြန်ပါတယ်။ NUCC ကနေ KNPP နဲ့ KNU တို့ယာယီရဆိုင်ခြင်းအကြောင်းကြားစာကိုနိုဝင်ဘာ18ရက်နေ့မှာလက်ခံရရှိခဲ့တယ်လို့ NUCC ရဲ့သတင်းပြန်ကြားရေးနဲ့လူမှုဆက်ဆံရေးအလုပ်အဖွဲ့ကနိုဝင်ဘာ22ရက်နေ့မှာအတည်ပြုခဲ့တာပါ။ အဲ့ဒီအကြောင်းကြားစာရရှိရနေ့ကစပြီးကောင်စီရဲ့လုံထုံးလုံနည်းတွေနဲ့အညီညီနိုင်ရေးဖွဲ့ဖွဲ့စည်းကညီနိုင်ဆောင်ရွက်ဖို့ NUC ကသဘောတူပြင်ဆင်ခဲ့တယ်လို့အတိပေးထုတ်ပြန်ကြမှာဖော်ပြပါရီအခုကာလဟာညီနိုင်ရေးအဖွဲ့ဖွဲ့စည်းက KNPP နဲ့ KNU အဖွဲ့တွေရဲ့တာဝန်ရှိသူတွေနဲ့ညီနိုင်ဆောင်ရွက်ဖို့ကြိုးပမ်းနေတဲ့ကာလဖြစ်ပြီး NUC စီအနေနဲ့တော်လှန်ရေးကိုရှေ့ရှုက Federal Democracy ပြင်းညင်ပါဂရီကုတ်တွေရတာဝန်ကိုဆက်လက်ဆောင်ရွက်သွားမယ်လို့ဆိုပါရီ KNPP ကတော့ကောင်စီဝင်ဖြစ်ကနေယာယီရဆိုင်မှုဟာ နိုင်ငံရေးချင်းကပ်မှုကိုပိုကောင်းမွန်အောင်ဦးတည်တာဖြစ်တယ်လို့နိုင်ငံရေးဆိုင်ရာဆွေးနွေးဆုံးဖြတ်တဲ့ကိစ္စတွေမှာပြုပြင်စီခြင်းတဲ့သဘောလို့အတွင်းမှုဖြစ်သူဦးအောင်စံမြင့်ကတာဝန်တိုင်းကိုပြောထားတာပါတင်မျိုးသားစီယုံ KNU အနေနဲ့ NUCC ကောင်စီဝင်ဖြစ်ကနေရရဆိုင်မှုနဲ့ပတ်သက်ပြီးပြောရေးဆိုခွင့်ရှိသူဘရိုဆော့တော်နီထံတာဝန်တိုင်းကထပ်မံဆက်သွယ်မေးမြန်းခဲ့ပေမဲ့အကြောင်းပြန်ကြားခြင်းမရှိသေးပါဘူးမျိုးသားညီညွတ်ရေးတိုင်ပင်ခံကောင်စီ NUCC ကို2021ခုနှစ်မတ်လဆန်းမှာဖွဲ့စည်းခဲ့ပြီးတော်လိုင်းကာလမွာရာပိုင်းဆိုင်ရာ နိုင်ငံရေးဥဆောင်တဲ့အဖွဲ့အစည်းတစ်ခုဖြစ်ခါ NUG ကိုမွာရအရအကူအညီတွေပေးနိုင်အောင်လှုံ့ဆော်ပေးနေတာပါအဲ့ထဲမှာပြည်သူ့လွှတ်တော်ကိုစားပြုကော်မတီ CRPH အပါအဝင်နိုင်ငံရေးပါတီတွေတိုင်းဒေသတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ဂျာကာလာပြည်နယ် Federal Unit လူမျိုးကိုစားပြုအဖွဲ့အစည်းကောင်စီတွေနဲ့တပိတ်ကော်မတီတွေလည်းပါဝင်ပါတယ်ပြီးခဲ့တဲ့2022ခုနှစ်မှာတော့ကချင်က KPICT အဖွဲ့နဲ့မြို့သားဒီမိုကရေစီအဖွဲ့ချုပ် NLD တို့မြို့သားညူရဲ့အတိုင်းအမြန်ကောင်စီ NUCC ရဲ့ကောင်စီဝင်ဖြစ်ကနေပါဝင်မှုကိုရန်နာပြီးနှုတ်ထွက်ခဲ့ကြပါတယ် ကရင်ပြည်နယ်မြောက်ပြည်မြို့နယ်ကနေမွန်ပြည်နယ်အတွင်းဝင်ရောက်လာသူတိုင်းကိုစစ်ကောင်ဖြင့်တပ်ပိတ်ဆို့ဖမ်းဆီးပြီးနောက်စစ်ဆေးမေးမြန်းတာတွေလှုပ်ဆောင်နေတယ်လို့သိရပါဗျ။ဒီသတင်းကိုတော့အီမီယောင်ကတင်ဆက်ပေးထားပါရှင်။အိုင်းမြန်မာနယ်စပ်ကရင်ပြည်နယ်မြဝတီမြို့နယ်ကနေဝန်ပြည်နယ်တွင်ဝင်ရောက်လာသူတွေကိုစစ်ကော်မရှင်တပ်ပိတ်ဆို့ဖမ်းဆီးပြီးနောက်စစ်ဆေးမေးမြန်းတာတွေလုပ်ဆောင်နေတယ်လို့စစ်ကော်မရှင်ရဲ့နှီးစက်သူတွေကတန်လွင်တိုင်းကိုပြောပါတယ်။ စစ်ကောင်စီတပ်ဟာမြဝတီမြို့နယ်ကပြန်လာသူတွေကိုတထုံဘီးလင်းနဲ့ကြိုက်ထုံမြို့နယ်တွင်ရှိစစ်စေးဂိတ်တွေမှာပိတ်ဆို့ဖမ်းဆီးနေတာဖြစ်ပါတယ်။အဲ့ဒီမှာ73မြင်းဆောင်မပုံတင်ကင်ဆောင်တဲ့ရှမ်းပြည်နယ်ဒေသခံတွေကိုဦးစားပေးဖမ်းဆီးနေတာဖြစ်ပြီးဖမ်းဆီးထားတဲ့သူတွေထဲမှာတရုတ်နိုင်ငံသားတို့ပါဝင်တယ်လို့စုံစမ်းသိရှိရပါတယ်။တန်လွင်တိုင်းရဲ့စုံစမ်းမေးမြန်းမှုရနှဝင်ပါလ23ရက်နေ့အထိဖမ်းဆီးထားတဲ့လူပေါင်း400ကျော်ကိုတထုံခရိုင်ရဲတပ်ဖွဲ့ဝင်တွင်ရှိ ရဲစာနီခမ်းမမှာစစ်စစ်မြင့်မြတ်တာတွေလှုပ်ဆောင်နေတာဖြစ်ပါတယ်။ဖန်ဆီးထားတဲ့သူတွေထဲမှာကြားပြန့်လုပ်ငန်းတွေပတ်သက်ပြီးပြစ်မှုထင်ရှားတဲ့သူတွေကိုအမှုဖွင့်အရေးယူသွားဖို့စီစဉ်ထားတယ်လို့ရဲတပ်ဖွဲ့သတင်းရင်းမြစ်တွေရဲ့ပြပြချက်အရသိရပါတယ်။နိုင်ငံတကာ PR ပေးမှုတွေနဲ့ရင်ဆိုင်နေရတဲ့စစ်ကော်မရှင်ကတော့ကြားပြန့်လုပ်ငန်းတွေကိုအပြစ်သက်နှိမ်နင်းသွားမယ်လို့ကြေညာထားပါတယ်။စစ်ကော်မရှင်ဟာပြီးခဲ့တဲ့အောက်တိုဘာလကစလို့ကရင်နယ်ခြားစောင့်တဲ့ BG ရဲ့ထိန်းချုပ်ထားတဲ့ KK ပါနဲ့ရွှေကုတ်ကိုမြို့သစ်ထဲက ကြားဖြန့်လုပ်ငန်းတွေကိုဝင်ရောက်စီးနှင်းနေတာကြောင့်နိုင်ငံတကာကကြားဖြန့်လုပ်သားအများပြားအစုလိုက်ပြုံလိုက်ထွက်ပြေးနေကြတာပါ။နိုဝင်ဘာ23ရက်နေ့စစ်ကော်မရှင်ထုတ်ပြန်ကြေညာရှေကုတ်ကိုမြို့တစ်ထဲဝင်ရောက်စီးနှင်းစဉ်အွန်လိုင်းငွေလိမ်လုပ်ငန်း၊လောင်းကစားလုပ်ငန်းလုပ်ကိုင်နေသူတွေမရှိတော့သလိုကွန်ပျူတာနဲ့ဆက်ဆက်ပစ္စည်းများပြားတင်ဆက်ရမိထားတယ်လို့သတိပေးထုတ်ပြန်ထားပါတယ်။ချိန်ကြက်ခံရခြင်းမှကာကွယ်ခြင်း Vector Control ငါးဖြားရောဂါကိုတည်ဆောင်သောအနော်ဖလိချင်းများသည့် ညနေစည်းစာမှာနနက်စောစောပိုင်းတွင်အဓိကခိုက်တက်တဲ့အတွက်ထိုအချိန်များတွင်ထူးပြူးဆိုင်ခြင်းပါသည်။ခြင်နောင်တုံးပြူခြင်းဖိဆက်ချိန်တိုင်းပိုးသက်စေးစိန်ထားသောခြင်နောင် necessity side to the next ဖြင့်အိပ်ပါ။၎င်းသည်အထူးအောင်ဆုံးသားွယ်နည်းများထဲမှတစ်ခုဖြစ်သည်။အကာအကွယ်ဝယ်စားဝတ်ဆင်ခြင်းညနေပိုင်းနှင့်ညဘက်များတွင်ဘောင်းမီရှိလက်ရှိအိမ်ကြီးများကဲ့သို့အရေးကြားကိုဖုံးအုပ်သောဝယ်စားများဝယ်ဆင်ပါ။ ချင်းစည်းလင်းစည်းများသုံးဆွဲခြင်းရေပြားပေါ်တွေချင်းမကပ်အောင်ကာကွယ်သည့်လင်းစည်းလင်းဆက်ရပ်ဖက်တဲ့အထူးသဖြင့်ဒီဒါယာတိုတိုလူရမိုက်ပါဝင်သောစင်းများပါနေထိုင်ရာပတ်ဝန်းကျင်စီမံခန့်ခွဲခြင်း၊ဗရင်းမောက်များနဲ့ကားများတွေခြင်လုံးစာများတက်စီပါ။အိမ်ခန်းတွင်းနဲ့နေထိုင်ပတ်ဝန်းကျင်တွင်ခြင်ပြေးစေသို့မဟုတ်ခြင်စေးမှုတ်စေများတုံးပြပါ။ခြင်များပေါက်ပွားနိုင်သည့်နေရာများ၊ရေစီးရေလောင်မကောင်းသည့်နေရာများကိုဖယ်ရှားရှင်းလင်းခြင်း ်သမဟောက်ဟောက်အောင်ချင်းပြောတာနိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်။နျူကလ িয়ার ဆက်ယုံတိဆောက်ဖို့ကမ္ဘာ့ဈေးအကြီးဆုံးနေရာပြီးတင်ဖြစ်လာပါဗျ။ ီအကြောင်းကိုတော့ဘေဘက်ကပြပြပေးထားပါရရှင်။ဗြိတိန်ဟာနျူကလ িয়ার ဆက်ရုံတွေတိဆောက်ရေးကဘာပေါ်မှာဈေးကြီးဆုံးနေရာဖြစ်လာကြောင်းအဲ့ဒီကဏ္ဍနဲ့ပတ်သက်တဲ့အမတန်ရှုပ်ထွေးတဲ့ဘျူရိုကရေစီစနစ်ကိုအသေးစိတ်လေ့လာထားတဲ့အစိုးရအချက်အလက်တွေအရာသိရပါတယ်။စီမံကိန်းတွေပုံမဘေးကင်းရေးပုံမထိရောက်မှုရှိရေးအစိုးရရဲ့နျူကလ িয়ার ဆိုင်ရာမဟာဗျူဟာကိုလုံးဝပြောင်းလဲပြစ်ဖို့ဗြိတိန်ဝန်ကြီးချုပ်ကီယာစတာမှဥဆောင်တင်ပြထားတဲ့အဲ့ဒီစီရင်ချက်မှာဖော်ပြထားပါတယ်။ အကြံပြုချက်အတိုင်းလှုံ့ဆော်မယ်ဆိုရင်ဗီတိန်အနေနဲ့ကုန်ကြစရိတ်ဘီလီယံပေါင်းများစွာတက်တာနိုင်ပြီးမကြသေးခင်နှစ်တွေကအဲ့ဒီလုပ်ငန်းနယ်ပယ်ရဲ့ဆွမ်းဆောင်ရည်လျှော့ချမှုကိုပြောင်းပြန်လည်နိုင်မှာဖြစ်ကြောင်းနျူကလ িয়ার စီကံဥပဒေစောင့်ကြည့်ရေးအမှုဆောင်အဖွဲ့ရဲ့အစီရင်ခံစာမှာရေးပါတယ် နိုင်ငံရဲ့အနာဂတ်စွမ်းအင်လိုအပ်ချက်တွေပြည့်မီရင်းနဲ့ဖန်လွန်အိမ်ဓာတ်ငွေကြောင့်ကမ္ဘာလေတူးမထိခိုက်စေရေးဗီဒိန်အစိုးရကမျိုးဆက်တဲ့နျူကလ িয়ার ဆက်ယုံတိရှောင်ရေးစီမံနေချိန်မှာအခုလိုအစီရင်ခံစာထွက်ပေါ်လာတာဖြစ်ပါတယ်။တစားစီဖြစ်နေတဲ့ဥပဒေရှိချက်ရေးစနစ်ကြောင့်လုပ်ငန်းနဲ့ပယ်ဆိုင်ရာဘေးကင်းရေးကြီးကြပ်မှုကင်းမဲ့နေရလို့အဲ့ဒီအစီရင်ခံစာမှာဖော်ပြထားပါတယ်။ ဒါကြောင့်ပဲအမှန်တကယ်ဖြစ်လာနိုင်တဲ့အန္တရာယ်တွေကိုတင့်တော်တယ်လို့စီမံခန့်ခွဲမှုမရှိပဲရှေ့ယိုဆန်နဲ့ကုန်ကြစည်းိမ်များတဲ့အဆုံးဖြတ်ချက်တွေထွက်ပေါ်လာနေတာဖြစ်တယ်လို့အစီရင်ခံစာမှာဆိုပါတယ်အဲ့ဒီလုပ်ငန်းနယ်ပယ်ဟာတဦးတစ်ဖွဲ့တဲ့ချုပ်ကင်ထားတဲ့ပုံစံနီးနီးဖြစ်နေပြီးအရက်ဘက်နဲ့ကာကွယ်ရေးစီမံကိန်းတွေဟာကုန်ကြစရိတ်များလုံးပြီးစီစဉ်မှုတွေကြန့်ကြာနေရလို့လည်းအစီရင်ခံစာမှာဖော်ပြထားပါတယ် အပူဓာတ်ထုတ်လုပ်ဖို့နျူကလ িয়ার ဓာတ်ပြုမှုကိုအသုံးပြုပြီးလျှက်စစ်ဓာတ်ထုတ်ပေးနေတဲ့နျူကလ িয়ার ဆက်ရုံတွေဟာဗီတိန်နိုင်ငံအနာဂတ်အတွက်မရှိမဖြစ်လိုအပ်နေပါတယ်။အလုတ်သမားတွေရေဒီယိုတက်တီကြွမှုနဲ့ဂျုံတွေးနိုင်မှုဆိုင်ရာရွှေရိုးစွဲဥပဒေတွေအပါအဝင်ဗီတိန်ဟာအနာဂတ်ကိုလွန်လွန်ကဲကဲတတ်မှတ်တွက်ချက်တဲ့မူဝါဒတွေကင်ဆွဲထားတယ်လို့လည်းအစီရင်ခံစာမှာဖော်ပြထားပါတယ်။ ဒီလိုမူဝါဒအဟောင်းတွေကိုမပြောင်းလဲရင်ဗြိတိန်ဟာကမ္ဘာပေါ်မှာနျူကလ িয়ার ဆက်ရုံတွေတည်ဆောက်ရေးဈေးအကြီးဆုံးနေရာအဖြစ်ဆက်ရှိနေအောင်မှာဖြစ်ကြောင်းလဲအစိုးရခန့်စားမှာဖော်ပြထားပါတယ်။မလေးရှားမှာအသက်16နှစ်အရွယ်တွေလူမှုမီဒီယာအသုံးပြုတာတားမြစ်ဖို့အစီအစဉ်နေပါတယ်။ဒီအကြောင်းကိုတော့ဝန်ကြီးကပြပြပေးထားပါတယ်ရှင်။လာမယ့်နှစ်ကစတင်ပြီးအသက်16နှစ်အရွယ်တွေလူမှုမီဒီယာအသုံးပြုမှုတားမြစ်ရေးမလေးရှားဆွေရကစီစဉ်ထားတာကြောင့် ကလေးသူငယ်ဘေကင်ရေးစိုးရိမ်မှုတွေနဲ့ပတ်သက်လို့လူမှုမီဒီယာအသုံးပြုမှုကန့်သက်ထိန်းချုပ်ရေးကြိုးပမ်းတဲ့ပုံများလာတဲ့နိုင်ငံတွေထဲနိုင်ငံအဖြစ်ပါဝင်လာပါသည်။ဩစတြေးလျနဲ့တခြားနိုင်ငံတွေမှာလူမှုမီဒီယာအသုံးပြုခွင့်အတွက်အသက်အရွယ်ကန့်သက်မှုဆိုင်ရာရန်တရားတွေကိုအစိုးရကလေ့လာနေတယ်လို့မလေးရှားဆက်သွယ်ရေးဝန်ကြီးဖာဟာမီဖဇီလ်ကနိုဝင်ဘာ23ရက်မှာပြောပါသည်။အွန်လိုင်းမှာအနိုင်ကျင့်တာငွေကြေးလိမ်လည်တာနဲ့ကလေးသူငယ်လေးပိုင်းဆိုင်ရာစော်ကားမှုတွေလို့ online NDA တွေကနေလူငယ်တွေကိုကာကွယ်ပေးဖို့လိုအပ်တယ်လို့ဝန်ကြီးဖာဟာမီကပြောပါသည်။ လူမှုမီဒီယာအကောင့်ဖွင့်ချိန်မှာအသက်16နှစ်အရွယ်တွေကိုတားမြစ်ဖို့အစိုးရရဲ့ဆုံးဖြတ်ချက်ကိုလာမယ့်နှစ်ကစတင်ပြီးလူမှုမီဒီယာကုမ္ပဏီတွေလိုက်နာကြဖို့မိမိတို့မျှော်လင့်ကြောင်းဝန်ကြီးဖာမီကဆိုတာပါလူမှုမီဒီယာတွေကြောင့်ကလေးသူငယ်တွေရဲ့ကျန်းမာရေးနဲ့ဘေးကင်းရေးပေါ်တက်ရောက်မှုတွေဟာကမ္ဘာလုံးဆိုင်ရာစိုးရိမ်စရာဖြစ်လာနေပြီး Facebook, Instagram နဲ့ WhatsApp တို့ကိုပိုင်ဆိုင်ထားတဲ့ TikTok, Snapchat, Google နဲ့ Meta တို့လိုကုမ္ပဏီတွေဟာကျန်းမာရေးပြဿနာပုံမှုဆိုးရွားစေမှုအတွက်အမေရိကန်မှာတရားစွဲဆိုမှုတွေနဲ့ရင်ဆိုင်နေကြပါသေးတယ်။ Australia မှာ အသက်16နှစ်အရွယ်တွေဖွင့်ထားတဲ့အကောင့်တွေကိုလာမယ့်လကစတင်ပြီးလူမှုမီဒီယာတွေကနေပိတ်သိမ်းပေးရတော့မှာဖြစ်ပါတယ်။ဒီလိုမျိုးတားမြင့်မှုကိုကမ္ဘာတဝန်ဥပဒေစည်းကြပ်သူတွေကအနီးကပ်စောင့်ကြည့်နေကြပြီးနမူနာအနေနဲ့လေ့လာနေကြပါတယ်။ပြင်သစ်၊စပိန်၊အီတလီ၊ဒိန်းမတ်နဲ့ဂရိတို့ကလည်းအသက်အရွယ်အတည်ပြုရေး software တစ်မျိုးကိုပူးရဲဆန်းသက်နေကြပါတယ်။မလေးရှားနဲ့အင်ဒီဂျင်အင်ဒိုနီးရှားကလည်းလူမှုမီဒီယာသုံးသူများအတွက်အငယ်ဆုံးအသက်အရွယ်သတ်မှတ်ဖို့စီစဉ်ထားတယ်လို့ဇန်နဝါရီကပြောကြားခဲ့ပေမဲ့နောက်ပိုင်းမှာတော့အများထိခိုက်လို့တဲ့ဖော်ပြချက်တွေကိုတားမြင့်မှုအပါအဝင် ပို့ပြီးတော့ကျော်ရဲတဲ့ဥပဒေကိုပဲပြဋ္ဌာန်းခဲ့ပါတယ်။ဇန်နဝါရီမှာစတင်တပ်ဝင်မဲ့ဥပဒေသေးရမလေးရှားမှာလူမှုမီဒီယာတွေနဲ့ message ပေးဖို့ရ application အသုံးပြုသူ၈တန်းအနေနဲ့ခွင့်ပြုချက်ရယူဖို့လိုအပ်နေပြီဖြစ်ပါတယ်။ မနေ့ပြန်နိုဝင်ဘာလ25ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ဒီကနေ့မြန်မာစံတော်ချိန်ညနေ9:00နာရီအချိန်တိုင်းထွာကြတဲ့အရာမြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာတိမ်အနှဲငယ်ဖြစ်ထွန်းနေပြီးကြံဒေသတွေမှာတော့တိမ်ကင်းစင်သလောက်ရှိနေတာကိုတွေ့ရပါတယ်။မနေ့ပြန်အတွက်ခန့်မှန်းချက်ကတော့ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာအများအားဖြင့်တာယာနိုင်ပြီးကပ်ပလီပင်လယ်ပြင်နဲ့ကြံဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အသင့်အသင့်မှတိမ်ထူထပ်နိုင်ပါတယ်။ မြန်မာကမ်းရိုးတန်းတစ်ချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတရံမိုးသက်လေပြင်းတွေကြားရောက်နိုင်ပြီးလှိုင်းကြီးနိုင်ပါတယ်ရှင်။မိုးသက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေဟာအရှေ့ဘက်ကနေတနအီ25မိုင်မှမိုင်30ခန့်အထိတိုက်ခတ်နိုင်ပါတယ်။ချင်းပြည်နယ်မှာနေရာကျကျမိုးရွာသွန်းနိုင်ပြီးသခိုင်းတိုင်းနဲ့ကချင်ပြည်နယ်တို့မှာတိမ်အထင်အထင်ဖြစ်ထွန်းနိုင်ပါတယ်။ မန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းအေရဝတီတိုင်းတနင်္သာရီတိုင်းရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာအများအပြားအသားရနိုင်ပါတယ်မြန်မာနိုင်ငံတဝမ်းမှာမြူများကျဆင်းနေပါတယ်ရှင်အမြင့်ဆုံးပူချိန်တွေအနေနဲ့မော်လမြိုင်မြို့ဖမ်းမြို့နဲ့ဒဝဲမြို့တို့မှာ30ဒီဂရီစင်တီဂရိတ်အသီးသီးစီရှိနေပါတယ်မြန်မာနိုင်ငံတပီလုံးမှာခရမ်းလုံရောင်ကြီးအညွှန်းကိန်းဟာအလွန်မြင့်မားတဲ့အဆင့်မှာရှိနေနိုင်တယ်လို့လည်းခံမှန်ရရှိပါတယ် ဒီမိုးလေးဝေသအစီအစဉ်ကိုတော့အမျိုးသားညီညွတ်ရေးဆိုရာလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာနနဲ့ဝန်ကြီးတော်ကုမ္ပဏီကနေရယူဖော်ပြတာဖြစ်ပါတယ်ရှင်။တန်လွင်ထိုင်းမြေညနေခင်းနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုကြည့်ရှုခံစားခဲ့ရတာပါ။တန်လွင်ထိုင်းမြေသတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တန်လွင်ထိုင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။